လွန်ခဲ့တဲ့စနစ်ကြော်ကြော်လောက်ကတော့ဒီလူမျိုးပြောကကူရင်းနဲ့ဟိုဒီလက်လုံးအပိုက်တာလက်လုံးသားလို့တဆုံဆုံးလာတော့ဘာလို့လဲကြားဘူးလေဒါလေးကမဖြစ်တင်ကွန်ဒီမှာလေးကျွန်တော်ရဲ့မိသားစုဝင်ဖြစ်စီသူကတငယ်ချင်းဖြစ်စီသူက online တငယ်ချင်းတွေဖြစ်စီပြီးလို့ရှိရင်ဟိုကျွန်တော်လူနာတွေဖြစ်စီအဲ့လိုဖြစ်လာရင်တော့ဒါမဟုတ်ဘူးလို့ကျွန်တော်အပြည့်ဝညင်းမှာပြရားရကတော့ညင်းမှာနောက်ဆုံးမရရင်ကျွန်တော်သူ့ဆက်ခေါ်ပြီးသိအောင်ပို့ ground မှာလည်းဒီလက်တွေ့ရပဲသူကဘယ်လိုလုပ်လဲဆိုတော့ okay ရတယ်ကျွန်တော်ခုလာကိုလည်းခံယူရမယ် ွာရေရလည်းသွားချီနောက်တစ်ခုတော့နည်းနည်းလေးချိုးတဲ့မူသားလေးသုံးရတာပေါ့ကျွန်တော်ကဒီဗာလဲဒီအောက်လန်နဲ့ပြူစားတဲ့ပညာရဲ့တီကိုလည်းကျွန်တော်နိုင်တယ်အဲ့တော့ဒေါ်ကြီးကိုကျွန်တော်ကန်လိုက်တာနဲ့ဒေါ်ကြီးပြောက်ပြီအဲ့လိုပြောလိုက်ရင်လည်းသူ့တော်တော်ကိုတက်တာတော့ကြဒီလိုသူ့ရဲ့စိတ်ပေါ်ဒီမှာလေးစိတ်ခွန်အားပြီးရတာဒါကျွန်တော်အများကြီးတွေ့နေကြပြဿနာတွေပဲလीအ အဲ့တော့လေဒီ interview ကိုကျွန်တော်လက်ခံလိုက်တာပေါ့နော်အဲ့တော့ဘာပြောပြခြင်းလဲဆိုတော့အရင်လေးလေဟိုအယူမတီးကြပါနဲ့ပေါ့နော်အလုံးလေးပြောခြင်းလဲဘာဖြစ်လို့လဲဆိုတော့သူကငွေရပါယောဂါဟုတ်ငွေရပါယောဂါဆိုတော့ तू ပြူစားရဆိုရင်ဒီမလေးရဲ့ तू ပြူစားရဆိုရင် तू तू clear အဲ့ဟိုပေါ့ဒီအမျိုးသမီးလေးဒရေသားဘဝတွေကပြူစားမယ်သဘောပေါ့ဆိုတော့လေဒါလေးတွေကတော့မဖြစ်နိုင်ဘူးပေါ့ဒီမလေးနော်လွန်ခဲ့တဲ့စနစ်ကြော်ကြော်လောက်ကတော့ဒီလိုမျိုးယောဂါ ကိုင်းနေဟိုဒီလက်လုံးအပါကြိုက်တာလက်လုံးသားလို့သုံးဆုံးတာတော့ဘာလို့လဲကြာဘူးလေဒါကျုံတော့မကြုံဘူးပေါ့နော်ကျွန်တော်အဲ့လိုကြာဘူးတာတွေပါလို့ရှိဒါလေးတွေမဖြစ်တင်ကုန်ဒီမှာလေးလူလူချင်းကိုဘယ်တော့ပဲပညာနဲ့လုံနေပါစေဒီဘက်ကစိတ်ကုံအားနဲ့ဖြတ်သန်းနိုင်ရင်ကျော်ဆက်နိုင်တာပဲဒီမှာလေးနောက်ကြတော့နောက်ကြတော့အဲလူတွေမှာကိုယ်ခန္ဓာယောဂါရှိသလိုစိတ်ကဲ့ယောဂါလည်းရှိဒါစိတ်ယောဂါဆိုတာယူတာကိုပြောတာမဟုတ်ဘူးလေလူတိုင်းမှာစိတ်ကဲ့ဝိဒနာလေးတွေယောဂါလေးတွေရှိတယ်အဲ့ဒီဥစ္စာကိုသူက ပြူစားတယ်လို့ထင်ကြတာပေါ့ပြီးတော့နောက်တစ်ခုဒီတိုင်းရိုက်ဟော်မုန်းကြီးတယ်ပေါ့တိုင်းရိုက်ဟော်မုန်းကြီးလို့နှလုံးတွေတုံတယ်ခေါင်းချောက်ချားတွေဖြစ်တယ်အဲဒီလိုမျိုးဆိုရင်လည်းသူတို့ပြူစားရခင်ကြပြန်တယ်အဲပြီးတော့ခွေးဝယူးပြန်လို့တက်ဝယူးပြန်လို့ခဏခဏတက်နေဒါပြူစားတယ်ခင်ကြတယ်တကယ်တော့သူတို့ရဲ့ဒီဥစ္စာပြူစားတာမဟုတ်ဘူးဒီလိုယောဂါပါလို့သိနိုင်တဲ့ဘုဒ္ဓတနည်းလို့ပေါ့ဒီမှာလေဆိုရှယ်မီဒီယာတွေပလက်ဖောင်းတွေမှာကိုသိကျင်တဲ့အကြောင်းအရာလေးတွေကိုဟိုသူများပြောလို့အင်းလို့မဟုတ်ဘဲနဲ့လိုက်ပြီးလေ့လာနိုင်တဲ့ ဟိုအနေထားဖြစ်နေပြီပေါ့အဲ့တော့အရင်လဲရှေးရိုးတွေမဆွဲပါနဲ့လို့အရင်လဲဟိုဘယ်လိုပြောမလဲအဲပြောကုသမယ်ယောဂါကိုစစောစီစီကုသမှုခံယူဖို့ဟိုအာသံပါလို့အဲ့လိုလေးပြောနေတယ်ကျွန်တော်ရဲ့မိသားစုဝင်စီစီတော့တငယ်ချင်းစီစီတော့ online တငယ်ချင်းတွေစီစီပြီးလို့ရှိရင်ဟိုကျွန်တော်လူနာတွေစီစီအဲ့လိုဖြစ်လာရင်တော့ဒါမဟုတ်ဘူးလို့ကျွန်တော်အပြည့်ဝညင်းမှာပြရတာကတော့ညီမနောက်ဆုံးမရရင်ကျွန်တော်သူ့ဆွဲခေါ်ပြီးသိအောင်ပို့လုံးလုံးနေနေတဲ့ဟာတွေမြင်ဘူးတယ်ကျွန်တော်နဲ့လည်းသိကူဘူးတယ် အဲ့ဒါဘာနဲ့သွားရလဲဆိုအီရိုသီရပီပေါ့ညီမလေးစကားတွေပြောပြီးတော့ဟောအားတွေပေးရတာပေါ့သူ့အားနဲ့ချက်ပိုင်ရင်ဘာလဲဆိုတာကိုရှာရတယ်ရှာပြီးသူ့အားနဲ့ချက်ပိုင်ပုံမှာအဲ့အားနဲ့ချက်ပိုင်ပုံမှာသူ့ရဲ့မိခိုးနေတဲ့စိတ်ကိုကျွန်တော်ဖြောက်ပြရဖြောက်ပြီးလို့ရှိရင်သူကဟိုဘက်အပေါ်ကိုဒီသူ့ကိုပြူစားထားတယ်ဆိုတဲ့အပေါ်ကိုသူ့ယုံကြည်မှုကနည်းနည်းကြော့လာကြော့လာတာနဲ့အများအဲ့အဲ့တရားကောင်းကောင်းကျွန်တော်အဲ့လိုလူနာကြီးအများကြီးကူပေးပြီဒါကြတော့ကျွန်တော်စင်းနဲ့ကူရတာတဲ့ဒီစိတ်နဲ့ကူရတာပေါ့အီရိုသီရပီဆိုတာလေအီရိုသီရပီဒီလေးနဲ့ပေါ့ညီမလေးစိတ်ကဲဆွမ်းအားကောင်းအောင်စိတ်စိတ်လေးတော့နည်းနည်းကူရတာ အဲ့လို social support လို့လည်းပြောလို့ရတာပေါ့နော်ဟို family support ဒါတွေအများကြီးလိုတာပေါ့ကောင်းမှလည်းလူလည်းတွေ့ရတာပဲတွေ့ရဘယ်လိုလုပ်လဲဆိုတော့ okay ရတယ်စင်တော့ကုရာကိုလည်းခံယူရမယ်သူကရေရာလည်းသွားထိအဲကျွန်တော်အဲ့လိုပြောရင်လေနောက်ပိုင်းတော့ဒီလူလေးလောက်လာရတာပေါ့နော်အဲနည်းနည်းတော့ဟိုရှားတော့ရှားပါတယ်အဲ့လိုနောက်တစ်ခုတော့နည်းနည်းလေးချိုးတဲ့မူသားလေးတုံးရတာပေါ့ဟိုကျွန်တော်ဘယ်လိုပြောလဲကျွန်တော်ကဒီဗာလဲဒီအောက်လန်းနဲ့ပြူစားတဲ့ပညာရဲ့တီကိုလည်းကျွန်တော်နိုင်တယ် အဲ့တော့ဒေါ်ကြီးကိုကျွန်တော်ကန်လိုက်တာနဲ့ဒေါ်ကြီးပျောက်ပြီအဲ့လိုပြောလိုက်ရင်လည်းသူတို့တော်တော်ကိုတတ်တာတော့ကြဒီလိုသူ့ရဲ့စိတ်ပေါ်ဒီမှာလေးစိတ်ခွန်အားပြရတော့ကျွန်တော်လူနာတွေကိုလည်းကျွန်တော်ပြောချင်တာကတော့ဒီကျွန်တော်တို့ငငယ်ရလေဟိုအသေးကြီးကွဲဘူးတယ်လေအဲ့ဒီအချစ်တောင်အသေးကွဲဘူးလို့ရှိရင်ခံစားရတယ်ဟဲ့သားမဝင်တော့ဘူးအိမ်မပြောတော့ဘူးအဲသူဘဲဘဲသွားတာဘာလို့လို့သူ့မှာအဓိပ္ပာယ်မရှိကိုခံစားနေရတယ်တော့ကနေညားနေရတယ်ဒီဟာဟာသူများပြူစားလို့မဟုတ်ဘူးလေကိုတော့ကတော့ ဖြစ်တာကိုယ့်ကိုပြူစားတာပေါ့အဲ့တော့ဒီတနေရာကိုပတ်ပြလိုက်လို့တနေရာတရားရောက်ကဒီအာကြီးကပြူစားထားတာပါလို့ပြောလိုက်လို့အဲ့လူခံစားသွားတဲ့တော့ကအရင်ကြီးမှပါအဲ့တော့ကကြောင့်ပဲသူ့မှာပူလောင်မှုတွေစိတ်ဆင်းရဲမှုတွေပိုပြီးခံစားရတယ်ပေါ့အရင်ပြောတာပေါ့တော်တော်ပြောတယ်ကျွန်တော်အဲ့ဒီကိုစီအောက်မှာကွန်မန့်လေးတွေဝင်ကြည့်ရခံမယ်လေသူကတီရတိုးမလို့ရေးထားတာကျွန်တော်ကျွန်တော်သူတို့ရေးတာသိပ္ပိညာရောလောကလူတွေမဟုတ်ဘူးနော်လူငယ်တွေရော အဲလူချို့လူကြီးတွေလည်းပါတယ်ပြီးတော့သုံးမဟိုပြောနေတယ်ဘာညာဆိုတော့ကျွန်တော်အဲ့ဒီဒီ post တင်တဲ့ဟိုကြာကြီးကိုတော့နည်းနည်းအားနာတယ်လေသူကတော့ဒီ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 ဟိုပေါ့နော်ဒီရိုးရရိုးရဘက်ကယောဂာနဲ့သွားတာပေါ့ဒီအောက်ကကလေးတွေကအဲဒီကလေးတွေရောဟိုပါကလေးတွေကဒီပြီးတော့မှပြီးတော့မှလို့ပြောတဲ့အချိန်မှာဟိုကျွန်တော်2020 2024စပိုင်းလောက်ကဆင်းတယ်2020ဘာ efficient ဟာနေရာတောင်း interview တွေတယ်ကျွန်တော်ဟိုကျွန်တော်အတောင်း interview တော့တော်တော်လေးကိုလက်မခံကြဘူး ရာရေးဥကျနာမဟုတ်ဘူးဆိုပြီးလက်မခံရဘူးဒီကိစ္စမှာပြေတိုးမလို့အောက်မှာကြီးတဲ့ဟာကြီးအများကြီးတွေ့ရတာပေါ့နော်အဲ့ဒါဆိုကျင်းနေတယ်ပျော်လဲပျော်တယ်ပျော်ရတာပေါ့ညီမလေးอืมရင်းလေးတွေမှန်လာကြပြီပေါ့ညီမလေးညီမလေးတို့ဆိုရှယ်မီဒီယာတွေရဲ့အကျိုးကျေးဇူးတွေလည်းပါတယ်အဲ့တော့သူတို့ဒီလိုလေးတွေမေးလိုက်တော့ကြတော့လူလေးတွေရှင်းပြနိုင်သွားတာဒီလိုဒီ damages ပေါ့နော်ဒီ main ဒီ main ကလေးဒီ byte main ကလေးရဲ့ဒီဒီတိုင်ပတ်ဝန်းကျင်မှာတိုင်မှာဖြစ်တဲ့တိုင်ပတ်ဝန်းကျင်မှာဖြစ်စီဒီအလုံးအကျိတ်ဖြစ်လာတဲ့အခါမျိုးတွေမှာဒီ ဂျာမိုက်စ်ဆိုတဲ့ယောဂဟာကုသလို့ပျောက်ကင်းနိုင်တဲ့ယောဂလို့ရေရတနည်းလက်ခံကြဖို့လိုတယ်ပေါ့နော်ကုသလို့ပျောက်ကင်းနိုင်တဲ့ယောဂကိုအဲကုသဖို့အချိန်စွဲနေခဲ့မယ်ဆိုစွဲနေခဲ့ပြီးတော့တခြားနီလမ်းမတွေနဲ့လုံနေခဲ့မယ်ဆိုရင်တော့အတက်အန္တရာယ်ကြီးဟိုဟာဖြစ်သွားနိုင်တယ်ပေါ့ကုသတဲ့နီးကလည်းလွယ်ကူတယ်ပေါ့ဘာလဲခွဲစိတ်ခွဲစိတ်ပြီးဖယ်ချလိုက်လို့ရှိရင်ဒီအလုံးစိတ်ကအဲခနာကောကနေထွက်ခွာသွားပြီးတော့လူကောင်းပကတိအတိုင်းပဲပုံမှန်နေသွားနိုင်တယ်ပေါ့ပုံမှန်နေသွားနိုင်မှုပုံမှန်ရှောင်းလန်းသွားနိုင်မှုသိကြသိကြတဲ့ကုသမှုကို ခံယူကြပါလို့ရေးပြင်းအသိရှိရှိခံယူကြပါလို့ပြောချင်ပါတယ်။